အားလုံးပဲမင်္ဂလာပါရှင်။ Frida for Visa YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့လေးမှာတော့ဆ ्याम ကြီးခင်းနီယူရေးသားထားတဲ့ဒေါ်သေးချာဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ဖတ်ပြပေးမှာဖြစ်ပါရစေ။နားဆင်ခံစားပေးကြပါဦးရှင်။ဟိုတဲချာခင်းနေယူ တော်သေးချာတို့ညီကောင်မောင်မအားလုံးပေါင်း9ရောက်ရှိလေသည်ကြံသုံး9ရောက်မှအိမ်တော်ကြ၍တို့အိုးတအိမ်ခွဲ၍သွားကြသည်မှာကြာမြင့်လာလေပြီ တို့အိမ်တော်ကြသူတို့မှတာဦးသမီးဦးများပင်တချို့လက်ထပ်ပြီးကြပေပြီဥစိန်အုံနဲ့တော်သေးချာမောင်မနှစ်ယောက်သာအိမ်တော်လည်းမပြုစီးပွားလည်းမခွဲသူတို့ဤကွယ်လွန်သောဖခင်ကြီးစစ်ကဲဥမြင့်ဤအိမ်တွင်နေကြသည်ခေါင်းကစပင်များဖြူလာကြပေမဲ့ကိုကိုရင်ညီမလေးရင်နဲ့ချက်စနိုးခေါ်သည်ကို အကြောင်းမသိသူတို့ကပြောကြသည် တို့အိမ်လေးမှာဝန်ကဘာလန်းတွင်ရှိ၍ခြံဝန်းမှာကျဲသည်ရန်ကုန်မြို့ထဲနဲ့လည်းမနီးမဝေးရှိလာသည်မိုးလီလင်တော်တဲချာကနှင်းစီပန်းများစင်ကြယ်ပန်းများကို မာလီအားခူ၍ပေးသည်ကရမဲနှင့်ယူစနာပန်းများပေါ်ခြင်းဆိုလျင်တစ်နှစ်ဝင်ငွေမှာ၉ချက်၁၀ရာပေးသည်ဥစိန်ဦးတိုင်းပညာအုပ်လုပ်စဉ်ကပင်စင်လာကကလည်းရှိနေသေး၍မောင်နှမနှစ်ယောက်အေးအေးလူလူစားနိုင်ပေသည်ကိုကိုရင်ညီမလေးရင်နဲ့ချစ်စနိုးခေါ်တော်လဲမောင်နှမနှစ်ယောက်အသွင်မတူကြ ဥစိန်အုပ်ဒီနန်းနေနဲ့ညံ့နေလမ်းလျှောက်ထွက်သည်ကလွယ်၍အိမ်တွင်စာဖတ်ရင်းမြည်ဆွရင်းတစ်ပင်ဆိုင်ရင်းသာအချိန်ကုန်တတ်သည်အပြင်ကိုမထွက်တတ်ပေဒေါ်သေးချာကမူထမင်းချင်းနဲ့အတူမင်းစာချစ်ပြုတ်စားတော့ပြီးလျင်တစ်ခေါက်အပြင်သို့ထွက်လိုက်ရမှနေသာထိုင်သာရှိပေသည်တစ်ခေါက်ထွက်လိုက်ပါလျက်လဲသတင်းတစ်ခုဖြစ်စေအတင်းတစ်ခုဖြစ်စေပါလာတတ်သည်ဒီနေ့ပူဆူးအိမ်ရောက်ခဲ့တဲ့ကိုကိုရဲ့ပူဆူးမှာ ဒေါ်သေးချောင်အောက်ဒေါ်လာမေမွေးရခဲ့သောတမီကြီးဖြစ်လေသည်ဒေါ်လာမေမှာကွယ်လွန်သွားလေပြီကလေးသုံးယောက်နဲ့မြင်ရတာမျက်စိရှုပ်လိုက်တာတကယ်တည်းပြင်မနိုင်ကောင်းမနိုင်နဲ့ဒေါ်သေးချာသည်ဈေးဘောလိုက်တို့ကိုကောက်ရွေးဖွာရင်းနှက်ခမ်းတလန်ပန်းတလန်ပြော၏ပင်ကိုကနှက်ခမ်းမှပါရွေးလန်နေရသည့်အထက်ယခုလိုပြောသည့်အခါစူးစူးချွန်ချွန်နဲ့ပေါ်၍အယုံဆိုလာသည်သူ့လင်ကိုမနစ်ယုံတဲ့အမိစားသွားဖို့စိတ်သားရင်ချစ်ပေးတဲ့အမလေးနန်းနွမ်းကဝါဝါ ရေလုံးပြုတ်ထားတာကြနေတာပဲဥစိန်အုံမှာဈေးတန်ကြီးခဲရွေသာနားထောင်နေသည်ဘာမှပြန်မပြောပေပြီးတော့အိမ်ခန်းတစ်ခုလုံးလည်းကလေးသေးစုံမဖွေရသေးတာနဲ့အဝတ်ဟောင်းတွေပွားနေတာပဲဘယ်လိုနေမုံထိုင်မုံလဲမသိပါဘူးသူ့အောင်ကြာယုံသွားသေးရင်သူ့ကလေးတွေကိုရကမကြီးနဲ့ထားခဲ့ပြီးသူ့ဆရာမလုပ်တဲ့ကြောင်းကိုဖေးရပြန်ရောအမလီကျောင်းကအိနာနီနီမြူနီစီပဲကျောင်းမို့လို့ပေါ့ရောက်ကမကြီးကလည်းဒီကလေးတွေနဲ့နေရင်ကအဝတ်နေပါလိရှော့ဖို့ကောင်းပါတယ် သူစကားကိုရှောင်လဲ၍ဥစိန်အုပ်ကပြောစေခြင်းသည်သို့တော်ဥစိန်အုပ်သည်ဘာမှမပြောသူအတော်မောပုံရမှာပင်မတဲကြအိမ်မှာလည်းအလုံးမမများပဲနေခင်းနေ့လည်းပူစုထွက်ရင်သွားပြီးကလေးထိန်အဝတ်ကူချော်ပေးပါလားကွယ်ဟုဝင်ပြောတတ်သည်သူအခါတွင်မူဒေါ်သေးချသည်စိလိတ်တို့ကိုစောင့်ငနေချလိုက်ကထားသွားတော့သည်ဥစိန်အုပ်ကမူပြုံပြုံကြီးနဲ့စေတံတောင်မပြက်ပေယခုနှစ်သတင်းချက်တွင် တူတူမများမြေများသူတို့မြောက်ကိုလာရွေကြောကြသည်သူကြောကြသည့်အထက်တွင်မောင်စိန်ပန်းကိုတနာလာကြည့်ရဲ့ဟုဒေါ်သေးချာကဖြစ်နေလေသည်ထမင်းစားရင်တစ်ပင်ပြိုးရင်ကခုခုရဲ့မောင်စိန်ပန်းကိုမြင်ရတော့မောင်လေးကြုံမြင့်ကိုသတိမရဘူးလားယခုလုံးကိုပေါက်ကသူ့အဖေအတိုင်းမဲ့နော် စကားပြောတော့ပို့တူနေတယ်နော်မောင်လေးသာအသိရှိနေရင်သူသာဟာဒီလိုဖြစ်မှာမဟုတ်ဘူးအမေမရှိအဖေမရှိမှုပိုတနာတာပါ မောင်စိန်ဘန်းမှာဒေါ်သေးကြတော်မောင်နှမခုနှစ်ယောက်တွင် အငယ်ဆုံးကျောင်းဆရာဦးကျော်မြင့်မှမွေးခဲ့သောတပ်ဦးဒီတော်သားဖြစ်လေသည်အဖေရောအမေရောဆုံးသွား၍မြေလက်သူတယောက်နဲ့အိမ်နောက်ကျနေသည်အခုလိုအရင်တော့ပေးတည်နေတာရောက်ကမှတော့မကြလို့တိလာကိုကိုရဲ့မိမလေးအားလုံးသည်ဘာကွယ်ဦးစိန်အုပ်သည်မာလီပောင်းတင်နေရအနည်းတွင်ပလက်ကလထိုင်ကြီးနဲ့ထိုင်ကခဲထားသောဈေးတံကိုချွတ်၍မေးလိုက်၏သူရောက်ကမှတွေအတော့မကြလို့ပေါ့ တဲချပြင်တူလေးအတွက်စိတ်မချမ်းသာလိုက်တာဘယ်လိုအသုံးမကျတာလဲဟာမင်းချာကဆေးရိုးတို့ရှမ်းဘက်တို့အလုတ်အလုံးဦးစီးခိုင်းတယ်လေမွေလဲတသိန်းလောက်အရင်ထုတ်ပေးတယ်အဲ့ဒါလုပ်ရင်ငါတောက်တောက်ဆာဆာဖြစ်လာတာပေါ့ဟုတ်သေးပါဘူးတဲချရဲ့ရောက်ကမကငွေတသိန်းလောက်အရင်ထုတ်ပေးတာပဲကျေးဇူးတင်တင်တာပေါ့တော့တဲချသည်ဥစိန်အုပ်အယူအဆအတွက်မကျေနပ်ပဲဘယ်ဟုတ်မလဲကိုကိုရဲ့ဒီငွေတွေအရင်ထုတ်ပေးတော့ သိတ်ချောင်လည်းမမြင်ဘူးမမျက်ဘူးအမျက်စွင်ရတော့မောင်စိမ်ပန်းအနေနဲ့အောက်ခြေလွတ်ပြီးတောက်စားနေတာပေါ့ဟုပြော၏အော်ညီမလေးရဲ့ဥစိန်အုပ်သည်ခက်အုပ်အုပ်ရဲလက်ဤ။ဟိုလုံခဲတဲ့နှစ်နှစ်ကတည်းကညီမလေးဆုံးလို့ဆရာတော်ဘုရားရုပ်ကလပ်ဖူးဖို့မင်းချန်သွားခဲ့တာ။ဟုတ်တယ်။အဲ့ဒီလုံကကိုကိုကိုညီမလေးပြောခဲ့ပူပါရဲ့။အသည်နာလာကြီးရဲ့ကိုကိုရဲဆိုလား။တူလင်းမောင်စိန်ပန်းကိုလက်ကနေရနဲ့ စီယူဆက်မှာရောက်ခမလုပ်တဲ့လူကခိုင်းထားလို့ဆိုတော့သေးချသည်မြစ်တောင်လေးပုတ်ခတ်ပုတ်ခတ်လောက်ခါစဉ်းစားတယ်လို့လုံနေဤတခုလေစဉ်းစားကြည့်ကြအောင်လေငါတောင်မောင်စိန်မန်းရောက်ခမဆိုရင်ဒီလိုငွေတသိန်းတမက်ကိုအရင်ထုတ်ပေးမလားဆိုတော့ပြီးတော့ညီမလေးအတွေ့ကလာကနေရပေးခိုင်းတော့လေနှိမ့်တဲ့ငွေတသိန်းအရင်ထုတ်ပေးတော့လေမြောက်တဲ့ကိုစကားကိုစဉ်းစားကြည့်အောင်ကိုကိုကားဖြင့်ဘယ်တော့မဆိုစကားပြောရင်ညီမလေးဘက်ကမရှိဘူးဟုတ် တော်သေးချာကနှကန်းဆူလိုက်၏ဟဲ့ညီမလေးရဲ့မင်းစကားကဟုတ်မမဟုတ်ပဲကိုဟဲ့ဘဲနဲ့သစိမ့်တွေတော်တော်အဖြစ်တင်ရတယ်လေတကယ်ဆိုညီမလေးတောင်ဝင်ကမတူရကမအရင်နေထုတ်ပေးတဲ့အခိုက်ကိုမွေလိုသဘောထားပြီးကြီးပွားတော့တဲ့အောင်ပြပြစီစီလုံးလို့စုံမဖို့ပဲရှိပါတယ်ကိုကိုတော့တော်ပါတော့ခုနဲ့အိမ်အောင်များကြရင်သစိမ့်ဘက်ကကြီးအမြင်နေမှာညီမလေးရဲ့လို့တဲချောင်းကိုငဲ့မှာမဟုတ်ပါဘူး ဥစိန်အုံမှာဟဲ့ဟဲ့ပက်ပက်ရဲလိုက်၏အသက်50ကျော်တော်လဲတော်သေးချသည်ငငယ်တုန်းကလိုခြေဆောင်၍နှကန်းထော်တော်စုကအိမ်ထဲသို့ဝင်သွားတော်သည်သူတို့နှစ်ယောက်သားအိမ်တော်မရှိအေးချမ်းစွာနေပေမဲ့ညီမညာမောင်များမှအိမ်တော်ပြုကြသူများပြီးပြီးတူတူမများတွင်လဲလက်ထက်ရေးကိစ္စခိုးရလိုက်ပြီးကြသောကိစ္စပညာရေးကိစ္စကတော့သူတယောက်ယောက်တွင်ဖြစ်စေသူမတယောက်ယောက်တွင်ဖြစ်စေပေါ်ရံမြဲဖြစ်ပေသည်တဲချာတော့ပါရအောင်မယ် တင်းချတော့ပါရအောင်မင်းမင်္ဂလာဆောင်ကိစ္စတခုခုအတွက်အဲ့ရခန္ဓာချုပ်ဖို့ဖြစ်စေအကျွေးအမွေအတွက်စီစဉ်ရန်ဖြစ်စေအဆွေမျိုးတွေကတယောက်ယောက်ကခေါ်လည်ရင်ဒေါ်သေးချသည်အထက်ကအတိုင်းခန့်ညင်းကြီးဆိုကရေရွက်ကဖြင့်လိုက်ပါသွားတတ်သည်တင်လာရင်လည်းဘယ်တော့မှအေးအေးဆေးဆေးမရှိပေအဲ့ဩဘာရဲ့ကိုကိုရဲ့ညီမလေးကအင်္ဂလန်လေးပင်လိမ္စာကိုချင်းအောင်ချို့ဖို့အကြံဉာဏ်ပေးတာမတတ်နိုင်ဘူးလေချင်းအောင်တလုံးကောင်းကောင်းမွေနိုင်မင်းနဲ့များ လက်ထပ်ဖို့ကိစ္စမစည်းစင်ပါနဲ့တော့ခေါင်းအုပ်စုကလည်းခေါ်တော်ကလာခေါင်းအုပ်စုကြာနေတာပဲအန်းရောင်ဆုံးနဲ့ဖြီးညီမလေးတို့များတော့ဒါမျိုးမတုံးသေးဘူးဟဲတဲချရဲ့သူ့အုံးနဲ့သူ့ဆံပေါ့တင့်ယုံဖြစ်လေပြီးတာပဲတငယ်ကလေးကတော့အလုတ်ကန်ရှိမဟုတ်လားရှိပါတယ်ကိုကိုကနေရက်လိုက်တာအမျိုးထဲမှာကိုကိုအကြီးဆုံးတကယ်ဆိုဒီလက်ထပ်ဘွယ်ကိစ္စဘလို့လဲပါလဲဝင်မေးဖို့ကောင်းတယ်ယောက်ျားလေးဘက်ကတပြားမှတင့်မတောင်းဘူးလေ လက်ထက်သူမှာသူတို့ညီမဒေါ်လာမေအောင်ဒေါ်တော်ချွဲဤတမီအကြီးမေဖြစ်လေသည်ဟဲ့သူမိဘမချွဲတို့ကကောင်းနေထင်လို့စီစဉ်ပြီးသားငါဘာဝင်ပါရမလဲမသေးချရဲ့အိုးညီမတွေတော့စူပစ်ခဲ့တယ်နောက်တနေ့ဒေါ်တော်ချွဲရောက်လာသည်ဒေါ်တော်ချွဲသည်မင်းကချင်းအောင်ကိစ္စတော်သေးချစိတ်ဆိုးသွားဟန်တူ၍လာချော့ပုံရဤဒေါ်သေးချကိုဧကန်းတွင်မတွေ့ရပေဥစိန်အုပ်တယောက်တည်းသာစာဖတ်နေဤဟောမချွဲပါလား နာထိုင်ဟိမင်္ဂလာဆောင်ပဲနေလေချီအပတ်ထဲမှာကိုကိုဒါနဲ့မမတဲ့ရောချီပါတယ်မိဖို့ထဲမှာဒါနဲ့မတ်တဲ့ကငါ့ကိုနှစ်သမီးလက်ထပ်ပွဲဝင်မပါရကောင်းလားဆိုပြီးရန်တွေ့နေတယ်မတ်တဲ့ပြောတော့တငယ်လေးဘက်ကဘာမှတိတ်မတောင်းဘူးဆိုပါလားတော်တော်ချဲမှာမျက်နှာအနေငယ်မကောင်းသလိုဖြစ်သွား၏ကို့အကိုရင်မို့လို့ပြောရအောင်မယ်ဘလောက်တင်တော့မှဘယ်ရွတင်တော့မှပြောဖို့နေနေတသာကူကူရဲ့ ဖြစ်အောင်မနေလုပ်နေရတာဘာဖြစ်လို့ကိုသမီးကပါသွားနေတာမမြအုံးမိအောင်ပြန်ထိန်ပြီးမင်္ဂလာဆောင်ဖြစ်အောင်လုပ်ရတယ်ကိုကိုတို့လူပြောအပြိုကြီးတွေဖို့ဒီကိစ္စတွေကတမင်ရိုးကြထုံးစံလူရုံလုံးစင်တွေသာတည်နေတာတမီမင်းကလေးမိဘအဖြစ်နဲ့ကမိစဉ်ကြီးကရတာဟေးအေးငါလဲစဉ်းစားမိတာတော့ကျွဲမှာတော့တဲကြရှိရမိဖို့ပဲတော့လှမ်းကြည့်ရမှာ မရွေးပဲများတင်တောင်းအိယာခန်းနာလည်းပဲအမျိုးသားမှကြိုက်တာဒါရင်မလုပ်ပေးရင်မပေးစားနိုင်ဘူးပြောဖို့နေနေတတ်တာမပေးစားရင်ဒုတိယကြိမ်လိုက်ပြီးမှအရှင်းနှစ်ခါကွဲမှာဒီတော့ကျမအနေနဲ့ဖဖေးရဲ့ဂုံတူစစ်ကဲကြီးမြင်းအချိန်ဆိုတာလည်းထိမ့်မိအောင်အဲ့ကံပွဲလေးတက်တက်ရဲ့ရဲ့လုပ်ပြီးအိယာခန်းနာတော့အညာဆောင်နှစ်ထည့်လောက်နဲ့နှစ်ပင်လိန်ချင်အောင်လောက်နဲ့သာပြီးအောင်လုပ်ရတာဒေါ်သေးချမီးဖို့ထဲမှာထွက်လာသည့်အတွက်ဒေါ်တော်ချွဲမှစကားစားဖြတ်လိုက်ဤဟောမမတဲ့ တခါလေးလိုက်ခဲ့ပါ။စမ်းမအကျွေမွေတွေ့စီစဉ်ရအောင်။ဒေါ်သေးချာကသူ့ကိုယခုလိုဥတီလိန်ရင်ကျေနပ်သည်။ညီတို့စင်တာဂိတ်ပါပြီစေနော်။စစ်ကဲကြီးမြေလောက်ပြီးစင်တာဂိတ်ဧည့်သည်တွေမကျွေးနိုင်ဘူးဆိုရင်တော့မဖြစ်ဘူး။ဒေါ်တော်ကျဲမှာဘာမှပြန်မပြေတော့လဲ။ဥစိန်အုပ်ကမူခေါင်းတညိမ့်ညိမ့်နဲ့နှမနှရကိုကြည်ကပြုံနေလေသည်။ဒုံနေညံ့နေတွင်မူတပည့်ချိန်မှလာသောပညာဝင်ကတော့မုတ်ဆိုးမကြီးတင်တင်နဲ့ဒေါ်သေးချာစကားလက်ဆုံးကြားနေကြသည်။ သူ့စကလုံးများမှမူဆွေမျိုးတို့ဤတာရင်နိုင်ကိစ္စများတွင်မိမိမပါလျင်မပြီးကြောင်းအားလုံးကိုလိုက်ပါဆောင်ရွက်ရ၍ညွှန်လာကြောင်းများကိုအတန်ကျဲကျဲနဲ့ပြောနေတော်သည်ထိုနှစ်တွင်ဥပောက်တွင်မူဒတော်ကျွဲအောင်မောင်ငယ်ဖြစ်သူကော်မတီပိုင်ရှင်ဦးမြောင်တို့လည်းမယားသူတို့အိမ်ရောက်လာလေ၏လာသောကိစ္စမှာ ထိုးဆန်အတိုင်းသူတို့တအူးကိုမျိုးတော်ခမ်းမတော်လက်ထမ်းမိအကြောင်းလာရောက်တရင်ပေးကြခြင်းဖြစ်သည်အိယခန္ဓာကရောဘလို့စီစဉ်တယ်လဲတော်သေးချာသည် မိဝင်မေးလိုက်၏။ကျောင်းမဖြစ်သူကပြေပြက်စွာပင်ဖြစ်၏။ဂရင်တို့အိမ်တော်ပြည်ဘောကတို့ကိုတော့ဘုံမေဘာမကမာတယ်။ကျင်တော်မွေရကတော့ရိုးမပဲမာချုပ်တယ်မမတဲ့။အင်းအင်းကောင်းတာပေါ့လေ။ဒေါ်သေးချာကြီးအင်းတွင် အတိတ်ပဲအတော်ပါသည်ကိုအကိုဖြစ်သူဥစိန်အုပ်တယောက်သားတဘောပေါက်နာလဲလေသည်။မောင်ငယ်နဲ့ရောင်းမပြန်တော့သွားခြင်းပင်ဒေါ်သေးချာစကန်းထားတော့၏။ကြည်စန်းကို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 ကလေညီမလေးပြောရင်ညီမလေးအဆိုးဆုံးမယ်။ ုကြည်စမ်းသူတယောက်လုံးမင်္ဂလာဆောင်မယ်ကိစ္စတဲဆောင်ကိုကြိုတင်ပြီးဘာမှအတိမပေးကြဘူးရှင်စက်တော့ဘဲချနာကိုဘဲမှာချုံ၍ဘဲကနေဘဲမှာဝယ်ရမည်ကိုသူ့အားဆရာတင်စေခြင်းသည်ခုပွဲတင်သူမပါလိုက်ရပဲပြီးအောင်ဆောင်ရွက်လိုက်ကြခြင်းမှာမောင်ငယ်ဦးမြောင်နဲ့ရောင်မတို့သူ့ကိုစော်ကားကြခြင်းပေသည်အပေါ်ပွန်းနှဲ့လာခဲ့တော့သူအားဘာမှမတိုင်ပင်ခဲ့ကြသေးမှဆွေမျိုးတို့အုပ်စုဘုံပုံအလဲတွင် သူ့တိတ်ခါကိုကြာစေခြင်းဖြစ်ပေသည်။ဘာဆိုဘာမှမသိရဘူး။ တကယ်ဆိုကိုကိုနဲ့ညီမလေးကမောင်နှမခုနှစ်ယောက်ထဲမှာအကြီးဆုံးမို့လားဒါဟိုတငယ်မလက်ချစ်တွေသူကမင်းရောက်ကိုကျိုးဆွဲလို့သာအမားကိုလာမတိုင်ပင်ရတာပေါ့ကျောင်းမပြီးပြီတတော်ကိုရုပ်တယ်ဟင်းဒီလက်ထပ်ပွဲတော့လားပြီးကနီးမှသွားပြမယ်ဦးစိန်ဦးသည်စေးတန်ခဲက ပြုံးပြန်လေဤအတန်ကြာနာနီလာမပင်ခြံထဲသို့ဆင်လာတော့သည်မင်္ဂလာကိစ္စမှာတခန်းတနစီစီပင်ပင်ပြီးစီခဲ့ဤ ဆွေမျိုးများသူတို့ပြီးပြီးတာမှုပြီးပြန်တော့လဲနာမှုပေါ်လာပြန်သည်မွန်မခွန်ရောက်မှာဥစိန်အုပ်ဒေါ်သေးချာဒေါ်လာမေဒေါ်ချွဲဥမင်းအောင်ဒေါ်ကဲနှင့် ကွယ်လွန်သွားပြီဖြစ်သောဥကြုံမြင့်ဖြစ်၏ဥမင်းအောင်မှာတာဥမင်္ဂလာဆောင်ပြီးဇနီးဖြစ်သူဒေါ်ခင်ခင်ဝင်းမှာကောင်းစွာမကြမ်းမမာဖြစ်လာသည်လက်ထပ်ပေးသူတာဥမလွယ်၍ကြံကလေးများမှာမင်္ဂလင်၅ယောက်ဖြစ်၏အငယ်ဆုံးမင်းကလေးမှာလူခွဲကာစားပင်ရှိပေသေးသည် ယောဂအခြေအနေဆိုးလာ၍ဥစိန်အုပ်ရောဒေါ်သေးချပါခဏခဏသွားကြည့်ကြသည်ဒေါ်ကင်ဝင်းစင်းအောင်တင်စဉ်တွင်ဥမေအောင်အောင်နှမဒေါ်ကဲကရောင်မဤကလေးများကိုညအိညနေလာရပြုစုစောင့်ရှောက်ပေးပေသည်ဒေါ်ကဲမှာသူစီဝါသူရှာစားနေသူမုတ်ဆိုးမသားတယောက်အမေဖြစ်သည်သားမအိမ်တော်ကြသွားတော့လဲဒေါ်ကဲမှာဆရာမကြီးလှုပ်၍သူလာကနေသူနေပေသည်ဒေါ်ကင်ဝင်းမှာဆရာဝန်များလက်လျှော့လိုက်ပြီးဖြစ်၍အိမ်ကိုပြန်တယ်လာကြသည် တော်ခဲ့သည့်ခွင့်ယူကမိဖို့တဲတွင်လည်းကလေးများစားတော့ဖို့စီစဉ်ချစ်ပြုတ်ရုံမကရောင်းမဖြစ်သူကိုအိမ်ပြေခံကပြုစု၏ဆရာမအနာတွင်ရှိပေမဲ့သူကိုယ်တိုင်ဆောင်ရွက်ကြည့်၏နောက်တစ်ပတ်အတွင်မှပင်ဒေါခင်ဝင်းကွယ်လွန်တော်တဲ့ရင်မှာဒေါ်သေးချာတို့မောင်နှမအိမ်သို့ရောက်လာသည်ဥစိန်အုပ်သည်အတော်ပင်စိတ်မချမ်းမြေ့ဖြစ်သွားလေ၏အဘဲကြောင့်ဆိုသောညီဖြစ်သူဦးမြောင်မှာစီးမွားရှိသူပြီးပြီးအငယ်အနောင်နှင့်ခက်ပူပွေနေရသည့်အထက်ကြံကလေးများမှအပြုပေါင်းမင်းကလေးများနှင့် နှုတ်ခွဲခါစားလူမမဲဖြစ်သောကြောင့်စိတ်ပူခြင်းဖြစ်လေသည်။ပတ်စံရှိတိုင်းလဲအိမ်တော်စုတစုဤအုပ်ချုပ်မှုမှာအဆင်ပြေဖို့ခရင်တက်လေသည်။ကဲလေခုတော့ဘယ်နဲ့လုံးကြမတော့တော်သေးချသည်နိုင်မီနှင့်လိုက်အောင်မဲခတ်သေးသေးဟင့်ငိုကအခန်းထဲမှထွက်လာ၏ကိုကိုညီရဲ့အချိုကိုကိုသိတယ်မို့လားမိမရှိတော့ကတော့အိမ်သိမ့်ကတ်တာမဟုတ်ဘူးခုပုံဆိုရင်ตาဆိုးမယ်သူ့မလေးတွေကလည်းအရွယ်ရောက်စားအကွက်မရှိပဲပြစ်ကုန်မှာအမလေးပူလိုက်တာကိုကိုရဲ့ ဒီလိုပုံသာဆိုသူမလေးတွေကိုတနာလာကြည့်ရဲ့ကဲတနာတာတွေပူတာတွေခဏထားအောင်အာတူဝအိမ်သွားကြအောင် ဆိုမောင်နှမနှစ်ယောက်ရောက်သွားချိန်တွင်ဥစိန်အုပ်သည်အကိုအကြီးဆုံးပြီးပြီးခေါင်းရင်းတွင်ထိုင်၍ဧည့်သည်များကိုအခန်းကစကားပြောနေသည်ဒေါ်သေးချာမမူတစ်ပြင်းကြီးတခင်ဟင်းနှင့်ဖြစ်နေ၏မျက်လုံးများကလည်းရဲရဲနေ၏ဧည့်သည်များကိုလည်းကောင်းကောင်းစကားမပြောနိုင်ပေသူမလေးများကိုလည်းတယောက်ပြီးတယောက်ကြောတက်လိုက်ခေါင်းတက်လိုက် တနားလာကြီးရဲ့နေ့တပြေတောက်တောက်ဖြစ်နေလေသည်ညီမတော်ကဲကချစ်ပြုတ်ပြီး၍ထမင်းစပွဲပြင်ကျွေးတော်လဲတော်သေးချာမှာထမင်းမစားနိုင်ပေအတုဝကိစ္စပြီးတော့ညစ်တွင်ဆွေမျိုးမျက်နာစုံညီတိုင်းမင်းကြသည်ဥစိန်အုပ်ကမူသူ့ညီဦးမရောင်မှာမကြမတင်းဆိုသလိုနောက်တယောက်ယူမီမှာတေးကြ၍အထူးအထွေလည်းမပူလာပေအရွယ်ရောက်စားနှင့်အရွယ်မရောက်တယောက်တူမလေးများအတွက်သာပူ၏လက်ထပ်သွားသောသူကြီးမှလည်းဇနီးအိမ်သို့ပါသွားပြန်သည် မမတဲ့ဖြစ်စီကျင်တာကတော့ဒေါ်သေးချသည်စကားစားလိုက်၏။ဦးမြောင်ကစားတူမလေးများပါဒေါ်သေးချကိုဆူဆိုင်ကြည့်နေ၏။ခင်ဆွေအောင်တို့အားလုံးအန်တီတဲတို့အိမ်လိုက်နေပါလား။အန်တီတဲတို့အိမ်မှာဗာကြီးစိန်အောင်နဲ့အန်တီတဲနှစ်ယောက်တည်းရှိတာ။ကလေးများအားလုံးသည်ဒေါ်သေးချကိုကြည့်နေရမှအဖေဖြစ်သူဦးမြောင်မျက်နှာနဲ့ဒေါ်လေးကဲမျက်နှာကိုသာတလဲစီပြောင်းကြည့်ကြသည်။သူတို့အမူအရာများမှာလိုက်သွားလိုကြဟန်မပေါ်ပေ။အကြီးဆုံးတို့မှခင်ဆွေအောင်က က်ပြင်းတခြားခြားဖြစ်နေ၏။ဦးစိန်အုပ်ကတော့ဆေးတံကိုခဲမြဲခဲကအခြေအနေကိုစောင့်ကြည့်နေပုံရ၏။မိန်းကလေးတွေဆိုတော့အကွက်အထင်းကောင်းမှကဲသူမကြီးတို့ကရောလိုက်မယ်မဟုတ်လား။ကလေးများသည်သူ့မိခွန်းကိုမပြေသူ့မျက်နှာကိုလည်းမကြည့်။ဒေါ်လေးပြည့်သူဒေါ်ကဲမျက်နှာကိုသာကွက်ကြည့်ကွက်ကြည့်လုံနေ၏။အတန်ကြာ၍ဘသူထံကမှ စကားတခွန်းတဆထွက်မလာသောအခါတော်သေးချာသည်စိတ်တူလာပြန်၏။မောင်မင်းအောင် မင်းကအဖေကွဲ့မင်းသဘောဘလို့လဲမင်းကရှင်းရှင်းပြတ်ပြတ်ကလေးတွေကိုလမ်းကြောင်းပေးမှာပေါ့ဦးမြောင်ဒီတက်ပြင်းချလိုက်ပြီးကလေးတွေစိတ်ပါမှာဖြစ်စေခြင်း ਨੇ သူတို့စိတ်ကိုပဲမေးကြည့်ပေါ့အငယ်ဆုံးကလေးမှာဒေါ်ကဲပေါင်ပေါ်တင်သားရာမှာဒေါ်ကဲဤလဲပင်ကိုတိုင်း၍ဖက်ထားလိုက်ဤကဲခင်းဆွေအောင်မတ်တူမကြီးကအကြီးဆုံးအန်ဒီတန်နဲ့အတူလိုက်နေမယ်မဟုတ်လား ဖြစ်ဆွေအောင်သည်ဒေါ်သေးချာမျက်နှာကိုကြည်၍စကားပြန်ပြောရမည်အစားဒေါ်လေးကဲမျက်နှာကိုသာကြည်၍ဖြစ်၏ဆွဆွေတို့ဒီအိမ်မှာပဲနေပါရစေဒေါ်လေးကဲလည်းမဟုတ်ဆိုမှသူ့သားကလည်းအိမ်တော်နဲ့ခွဲနေတော့ဒေါ်လေးကဲကဆွဆွေတို့အိမ်မှာလာနေပေါ့ဖြစ်ဆွေအောင်မှာဒါလောက်ပင်အပြေပေးလိုက်၏ဒေါ်သေးချာသည်ပြုံးဝင်တဲ့ထာယာမှထကားစောင့်ဆောင်နေအိမ်ပေါ်မှဆင်းသွားတော့၏ဥစိန်အုံမှာပြုံးနေပြန်သည်ဘာကြီးစိန်အုပ်တို့အိမ်မှာမနေခြင်းလို့တော့မဟုတ်ပါဘူး ခေဆွေအောင်သည်ဥစိန်အုပ်ကိုတနာသောမျက်လုံးနှင့်လှမ်းကြည့်ရင်းစစ်ပြော၏ငါနားလဲပါတယ်ကွာမင်းတို့ဘာသာနေပြက်လဲပြီးတာပါပဲတို့မှသာဝတ်တရားရှိတဲ့အတိုင်းအကူအညီလိုရင်ပေးဖို့အစဉ်သိရှိတဲ့အကြောင်းပြောပြရတာကဲကဲသွားအောင်မယ်ဥစိန်အုပ်သည်အေးဆေးစွာပင်ပြန်သွား၏အိမ်ရောက်လျက်နှမတော်တဲချာကိုမျက်ရည်ဆက်လဲနေတွေ့ရသည်သူ့မျက်ရည်များသည်ကြည်ကွဲ၍ကြာသောမျက်ရည်မဟုတ်ဒေါသထန်သောကြောင့်ကြာလန်ဟန်ရှိသည် ကိုကိုဘဲနဲ့လို့မလဲဒီလိုသာထားရင်ခေဆူအောင်လို့ပစ္စည်းကုန်မှာအဖေကလည်းအိမ်မကက်ကိုကိုညီမမိခဲဆိုတာကရောစီကဲကလန်နာရှိတဲ့မိမမဟုတ်လင်းသိမ့်ပြီးကလေးကစိတ်လီနေတာပြီးတော့ကလေးတွေကိုအလိုလိုက်ပါပြီးတဲ့နဲ့ခင်ခင်ဝဲဘက်ကအမျိုးတွေဝင်ချင်းလဲကြအောင်မယ်ဟုတ်စိန်အုပ်ဒီဧကန်းဆိုပါဘောတွင်ကြာကြာနာနာထိုင်ကစေးတန်ခဲရင်ဒေါ်သေးချာစကားကိုနားထောင်နေဤမိမလေးနဲ့ဆိုရင်သူတို့ကိုစီးနေကန်းနဲ့ထားမှာဆိုတော့ လေးတွေကလည်းကြောက်ကြတယ်လေကလေးတွေစိတ်တဘောကိုအပြစ်မတင်ချင်ပါဘူးဒီမင်းအောင်နဲ့မိခင်ကစကားတစ်လုံးမှဝင်မပြောတာအဲ့မှာရဲ့ဟင်စကားအမြင်မပြတ်အောင်ပြောနေရင်ကစားတော်သေးချာအဖို့မောဖို့မရပြီကဲမိသေးချာမမောသေးဘူးလားဥစိန်အုံမခေါ်စဘူးမိသေးချာဟုခေါ်လိုက်၍တော်သေးချာသည်မျိုးလုံးပြူသွား၏ငါအခုစကားကိုပထမဆုံးနဲ့နောက်ဆုံးပဲမိကိုပြောမယ်ဟိုကနေနေငါရင်းနဲ့ညီမလေးကိုပြောတယ်လား ဆက်ဆက်ကဖြစ်လာတော့တော်တဲချောင်ကိုဥစိန်အုပ်ဒီလက်ကပြလိုက်ရင်ထိုင်ထိုင်ငင်းငိမ့်ထိုင်နားထောင်စမ်းနေဟာတော်တော်အမှုမရှိအမှုရှာတယ်မိမငါကြည့်ကြည့်နေတယ်အမျိုးတွေကိစ္စတာရင်နာရေးကိစ္စတွေမှာနေမပါရရင်အမလေးကျုပ်ကိုလူရမသွေးမှုလေးအစ်စ်မပေးဘူးလေးနဲ့တပြစ်တောက်တောက်လူရသွေးမြင့်ညို့ကိုပွဲထုတ်ရင်လေအေးအေးဆေးဆေးပြပြအောင်နေမလို့တတ်မိမင်္ဂလာဆောင်တော့ငါမှတ်ထားတယ်ချင်းတော်နှစ်ပင်လည်းရပြန်ပြီသုံးပင်လည်းရပြန်ပြီ ယောက်ျားကငွေတင်တောင်းတလေမတောင်းတလေနဲ့မိမဲစကားရှုတ်တာပဲတော်သေးချာသည်ဆက်ရီးတငင်ကိုလေပြီစိန်ပန်းကိစ္စတော့ကလည်းယောက်ကမငွေရင်းထုတ်မပေးတော့လဲမြင့်တူကိုနှိမ်တယ်လို့နေမဲပြောငွေရင်းထုတ်ပြီးတော့လဲဖြစ်စည်းတယ်လို့နေမဲပြောမြင့်စကားနဲ့နေစဉ်းစားကြည့်စမ်းအမလေးတဲချာကတူလေးကိုချစ်လွန်းလို့ပြောတာတော်သေးချာကမရေတော့ရင်ဝင်ပြောသည်ငင်းငိမ့်နားထောင်စမ်းဆိုဥစိန်အုပ်ကတချင်ငေါက်လိုက်ပြီး ဘယ်ဦးလေးပဲအတော်မဆိုနင်းလိုပဲတူသားအပေါ်စေတနာမြတ်တာထားတာပဲနင်းတယောက်တည်းကတော့တကယ်ချစ်တယ်လို့နင့်ကိုနင်းထင်နေတာတကယ်တော့တဲချာနေရာပါးစပ်ကြီးပဲဘာပြောတယ်ခုကြည့်လေမင်းအောင်မိမခင်ခင်ဝင်ဆုံးသွားပြီဒီကလေးလေးနေနဲ့ဘာလို့လိုက်မနေလဲတိလာတော့တဲချာသည်မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေ၏ဘယ်နှခါများရောင်မနဲ့တူလေးတွေချစ်လာကြည့်ရဲဆိုပြီးမမတော်ကအိတ်အိတ်ပြခံပြီးရောင်မကိုနေပနညသွားပြူးစုတလဲ ဲ့ဒီကလေးတွေကိုလည်းလက်ကြောတင်အောင်ထမင်းတစ်လုံးချစ်ကျွေးဘူးတလားပြောစမ်းဗဇာကဖြင့်ချစ်လာကြီးရဲ့လေးတနာလာကြီးရဲ့လေးနဲ့ကလေးတွေကီကထာနင်းတလခံဘူးတလားတော်သေးချာငိမ့်ကြလာဤမိကဲကမုဆုမသူ့ဝင်ွေသူရှာစားနေရတဲ့ကြတဲ့ကအလုံးပြခန့်ရောင်းမမမလည်းပြုစုကလေးတွေကိုလည်းကိုယ်တိုင်ချစ်ပြုတ်ကျွေးမွေးကီကထာခံနေတာ၄၅၆လမကဘူးကလေးတွေကလည်းလူတွေပဲသူတို့ပေါ်ကီကထာခံတဲ့မိကဲနဲ့တော့အတူနေကြတာပေါ့ ူများတွေဆွေမျိုးတွေအာခိုးခံအကြည်ညိုခံဖြစ်ချင်းရတာလဲအမုံသူများအကြည်ညိုခံအချစ်ခံရအောင်နင်ကရောခါးစည်းအနစ်နာခံတဲ့အရေးချင်းများရှိဖို့လို့လားငါနားကြားပြင်းကတ်လာပြီနောက်ဟိုများလေပိုးပိအိမ်ကတင့်တင်းလာလေရင်ဆွေမျိုးတွေတာရင်နိုင်ကြမမပါမပြီးလို့မောတယ်ပါတယ်ပြောတန်ကြရင်မြင့်ဟောင်ကအောက်အုပ်ပဲမပါရတဲ့အခါကြလို့ရှိရင်လေတဲချာကိုလူရမသွေးမှုပြောရင်ငါနင့်ကိုရိုက်မယ်တူတူမတွေမောင်တွေညီမတွေချစ်လာကြည်တနာလာကြည်ရဲဆိုရင်နင်ကိုယ်တိုင်သွား ထမင်းဟိချစ်ပြုတ်ပြုစုကျွေးမွေးတော့နေ့မှာဘာအလုံးမရှိတာလည်းမဟုတ်ကိုဝမ်းစာကိုရှာစားနေရတာလည်းမဟုတ်တဲချာနေဟာနဲ့မြေအတိုင်းပဲတဲလဲတဲနဲ့ခြလဲခြသည်တဲ့အမလေးကိုကိုကပြောပေါ့ညီမလေးကတော့ကလေးတွေကိုကူညီချင်တာအေးလေဒီပေါ့သူများကကို့အကူအညီမလိုချင်လို့စကားထဲတောင်ထည့်မပြောချင်တော့ဘူးနင်းကကူညီလှကြည့်ရဲနဲ့ပြက်ပြက်လူနေရင်အဲ့ဒါတဲတယ်ပို့တယ်ခေါ်တယ်တော့တဲချာ ဦးစိန်အုပ်သည်ယခုတခါဒေါသအလွန်ဖြစ်လာသည်ထင်သည်လက်ထဲမှဈေးတံကိုပင်အဝေးသို့လွန်ပြလိုက်သည် နောက်အခါတွင်မူဒေါသဲချာအတန်ကိုဘာမှမကြားရတော့ပေသူတို့အလွန်ဆုံးရင်တော့ခင်ဆွေအောင်ကြာကြာနာနာမင်္ဂလာဆောင်ချိန်တောင်မှဒေါသဲချာကိုညီငယ်တက်တက်ပင်တွေ့ရသည်ထိုမင်္ဂလာဆောင်တွင် သူဘာမှမစွတ်ဖက်လိုက်ရသည်ကိုလည်းဒေါသဲချာသည်စကားတစ်လုံးမှ ဖွင့်နှွေ၍ပြောတတ်မကြပေခြေစစ်တော်ဒေါသဲချာသည်အလွန်တနာစရာကောင်းသောမိမကြီးပင်သည် ို့တော်သူကိုပတ်ဝန်းကျင်ကဘာကြောင့်များမတနာပါလဲခင်းနေယူမြောက်ရီမဂ္ဂဇင်1964ဟုတ်ကဲ့ပါရှင်ယခုတင်ဆက်ဖပြပေးသွားတာကတော့ဆီယမာကြီးခင်းနေယူရေးသားထားတဲ့ဒေါ်သေးချာဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ရှင်ဒီကနေ့မှအချိန်ပေးနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဘေးကင်းကြပါပြီးစိတ်ခန္ဓာနှပါငြိမ်းချမ်းကြပါစေရှင် ကျွန်မကတော့နားပြီးဖြစ်ပါတယ်